်ကလေးလေးတခုရောက်လာတယ်ရောက်တော့ချင်းပဲတက်ဆိုင်ရဲ့ပုံကိုရလာလှမ်းပြီးတော့ပြောတယ်ကိုဒီလိုလိုရှိတယ်ကျွန်တော်တို့တရင်တလူလာပြီးတယ်ပြောလိုက်တယ်သူတက်ဆိုင်တော့သူဖြင်းရှင်းသွားတယ်ဘယ်ကိုပြောနေကြမလို့ကိုပြောလိုက်ရင်တို့လုံးမဲ့စီဟာဒီကောင်တွေငါတို့လုံးမဲ့စီကြိုတိပြီးကွာဆိုပျောက်သွားတယ်ကိုဘက်ကနေနေတယ်အဲ့တော့အမှန်တော့ပြောနေတာသူ့ဘက်ကဒီဘောမဘက်ကတရင်မီရဲ့ပြောနေတာပါနော်ပြောနေတယ်ဆိုတာအကျော်စရူပါသွားဟုံးကပရက်ဒီဘလောက်ရှိတယ်ဟာဟိုရောက်มาပြီးတဲ့ဘလောက်ရှိတယ် နော်ဇော်ဘုံအောင်လို့ဆိုလဲပြောတာပါအဲ့မှာ PDF ဒီဈေးဝယ်ထွက်နေတာဘာဖြစ်လဲညာဖြစ်တယ်ပြောတယ်နော်ဟိုဘူးလက်လာဆိုဟိုနေ့မှာ ပြောသွားတာရှိပါသေးတယ်ကျွန်တော်ကလေးမှာတက်ပြီးတော့ဈေးရောင်းတာတွေပါလေဟုတ်လားဒါတွေပါကျွန်တော်တို့ဒီစည်ရဲမှာဆိုရင်တော့ဒါတွေအင်မတန်မှအရေးကြီးတယ်ပေါ့နော်ဒါကိုယ့်ဘက်လည်းကိုပြန်ပြီးတော့ပြောခြင်းဖြစ်ပြီပေါ့နော်အချို့ကဘာမှမလုပ်ကြဘူးငါတို့လှုပ်လိုက်တော့မယ်လှုပ်လိုက်တော့မယ်ဆိုတဲ့ဟာတွေကဒါတွေက စစ်ရေးမှာလှိုးရမယ့်အရာတွေအများကြီးရှိပြီပေါ့ဗျာ။ Okay စပီနာထောင်းအောင်သူပြောတာတွေအရန်ကောင်းတဲ့အတွက်ကျွန်တော်အပြောလေးတွေနည်းနည်းလျှော့ပေါ့ဗျာ။ ဟုတ်ကဲ့အားလုံးပဲမင်္ဂလာပါခင်ဗျာဒုံးစံတိုင်းပဲကျွန်တော်ဒီခုံကိုရောက်ပြီဆိုလို့ကတော့ကျွန်တော်ရဲ့အစီအစဉ်လေးဖြစ်တဲ့ပြောစရာရှိလို့ပြောရအောင်မယ်အစီအစဉ်လေးပေါ့ဗျာအဲကျွန်တော်တို့ပြောစရာရှိလို့ပြောအောင်မယ်အစီအစဉ်လေးမှာဒီကနေ့ကျွန်တော်ရှိလှမ်းပို့ပေးတဲ့ညီငယ်တစ်ယောက်ပေါ့နော်ဗီဒီယိုဖိုင်လေး အဲသူကတော့ကျွန်တော်ကမှန်တာပြောမယ်ဆိုရင်ကျွန်တော်တကယ်ကိုမသိတာပါကျွန်တော်တစ်ချိန်တုန်းကတော့စစ်သားဟောင်းလို့လည်းပြောတယ်မျိုးချစ်စစ်သားတွေထွက်ပြီးတော့ဒီမျိုးဘာသာတာနာမှာเนาะမျိုးချစ်ဘက်ကလည်းပြောတယ်เออบาบาอ๋อมองยาซามองยาซาเนี่ยนามะอ่ะมองยาซาเนี่ยเออตัวดีกรณีมาเออดีกรณีတော့မဟုတ်သူ မနေ့က16ရက်နေ့ကပြောထားတဲ့ဗီဒီယိုဖိုင်လေးကိုဒီကနေ့ကျွန်တော်ရှင်ရောက်လာတယ်ပေါ့နော်ကိုကြီးပိုးလေးရေးတဲ့ဒီဗီဒီယိုဖိုင်လေးကတော့သူပြောထားတာတွေအရင်ကောင်းတယ်တဲ့အရင်တော့ဆိုရင်ဘောမဘက်ကနေပြီးတော့တရားရာဂိုင်းလုံးပြောနေတဲ့လူကအခုမြေပြင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကိုအဲကျွန်တော်တို့ပြည်သူတွေဘက်ကနေပြီးတော့ 80ရာခိုင်နှုန်းထိပြောထားတဲ့ video file လေးဆိုတော့ကျွန်တော်လည်းခဏလေးနားထောင်လိုက်ပြီးနားထောင်လိုက်တော့ဟုတ်တယ်ဒီကနေ့ပြောเสียရရှိလို့ပြောရအောင်လေစီစဉ်ဒီမှာကျွန်တော်ထည့်သွင်းပြီးတော့သူ့ video file လေးကိုကျွန်တော်ရဲ့အတူတူကြည့်ရှုခံစားပြီးတော့သူပြောတာတွေကအမှန်တရားတွေလားဓမ္မမှုစစ်တက်ကိုလော်နေတုံးမဲလားဆိုတာကျွန်တော်ဒီ အတူတူကြည့်ရှုခံစားပြီးတော့ထုံးစံတိုင်းပဲကျွန်တော်ရဲ့ဗီဒီယိုဖိုင်အောက်မှာကွန်မန့်လေးတွေဝိုင်းပြီးတော့ရေးပေးကြပါအောင်ပါโอเคစကားတွေအများကြီးမပြောတော့ဘူးသူပြောထားတဲ့ general လက်နဲ့ပြောထားတာလေးကြာအရန်ကောင်းတဲ့အတွက်ကျွန်တော်တွေအတူတူနားထောင်ကြည့်ကြမယ်ကျွန်တော်တို့နားထောင်ပြီးတဲ့သူတွေရှိရင်လဲဆက်လက်ပြီးတော့ကြည့်ရှုကြအောင်ပါโอเคစလိုက်ပါမမလေး ကျွန်တော်အမြင်ချတော့နော်ခွဲဆိုင်ရဲ့သတင်းမပြောဘူးလားသတင်းတွေမတင်တော့လားကြည့်တော့ကျွန်တော်အမြဲတမ်းပြောတယ်ဗျာဘာလို့ကျွန်တော်အဲစကားမေးတာလဲနံပါတ်1ကျွန်တော်သတင်းစာဆရာမဟုတ်ဘူးသတင်းထောက်မဟုတ်မီဒီယာဂရုထောင်ပြီးတော့သတင်းရေးတဲ့ဒီသတင်းနဲ့အလုတ်လုတ်စားတဲ့လူမဟုတ်ဘူးနော်သတင်းတင်လို့အဲ့သတင်းကိုကြည့်တဲ့လူတွေရှိရနေပတ်စံယူပြီးတော့ထမင်းစားရတဲ့လူမဟုတ်ဘူးဟာဟာဟာโอเคစလာတဲ့က तू ပြောတာတွေဒီတော်တော်လေးကို သဘောကျဖို့ကောင်းနေပြီပေါ့ဟုတ်တယ်သူဒီသတင်းနောက်လည်းမဟုတ်သတင်းမီဒီယာတမလည်းမဟုတ်ဒီသတင်းတင်မှအဲသူစားမဲ့လူမျိုးတွေမှာမပါဘူးဆိုတာကသူဒီဒါကျော်စုဥရုကျော်မျိုးမင်းတို့ဟောင်မင်းတို့ကိုသူဒါတော်ဝိုင်းကြီးနဲ့ပြောဆိုခြင်းဖြစ်ပြီပေါ့ဗျာဒါပေမဲ့ကျွန်တော်ဦးကြီးတော်ဇော်ဘိုဟိန်းတို့ဘာလို့ကြတော့လဲသူကသတင်းမီဒီယာတွေမရှိတဲ့အတွက်သူလဲစပီကာတယောက်နေတယ်သူ အော်ခြင်းဖြစ်ဒီပေါ့ဗျာเนาะအဲဒါဆိုရင်တော့သူစပြီးဖဲ့ပြီဟုတ်တယ်ကျော်မျိုးမင်းတို့ကျော်စိုးတို့ဟောင်းမင်းတို့ကြတော့သူတို့ကဒီတရင်တင်စဲနဲ့မှဒီဟိုကကျော်မျိုးမင်းဆိုရင်ကျွန်တော်တို့ဗာလေဂျာနယ်ရီပေါ်မှာထုတ်ပြီးတော့သူကရောင်းတာ ਉਹ เนาะရောင်းတာ ਉਹ အဲသူတို့ရဲ့ Telegram channel ဒီမှာဝင်ကြည့်လေအဲသူတို့ဒီတရင်မီကတော့ဆက်သွယ်လှူဒါန်းနိုင်ပါသည်ဆိုတော့ ကေပေးကောင်းနေဝေပေးကောင်းနေအများတန်းမြင်နေကြဆိုတော့ဒါဒီတကွက်ပြလိုက်ပြီပေါ့ဗျာမောင်ရစာတကွက်ပြလိုက်ပြီပေါ့โอเคဆက်ပြီးနားထောင်ကြည့်အောင်ဘုံနေနေကျွန်တော်ပြောတယ်เนาะကျွန်တော်တင်ပေးတယ်ပြောပေးတယ်ကျွန်တော်သုံးသက်ချက်နေပြလားပြဿနာတခုဖြစ်သွားတယ်တိုက်ပွဲတခုဖြစ်တယ်အဲ့ဒီတိုက်ပွဲဖြစ်တဲ့အတွက် ဘာတွေဖြစ်လာနိုင်တယ်လဲ။ဒီနေရာမှာဖြစ်လာမဲ့တိုက်ပွဲအတွက်ဘလို့ကျိုးဆက်ဖြစ်လာနိုင်လဲဆိုတော့ကျွန်တော်လေ့လာပြီးသုံးသပ်ပြတဲ့အလုပ်ကိုလုပ်တာ။ဟုတ်တယ်။တည်င်းသမားမဟုတ်ဘူး။อืมဆိုတော့တည်င်းသမားကတော့ဒီနေရာမှာဖြစ်တယ်အဲ့ဒါဘလောက်သိပြီးအာဘသူသိတယ်သူ့ဘက်ကိုပဲပြောသူ့ဘက်မှာလည်းတည်င်းသမားရှိတယ်ကိုယ့်ဘက်မှာလည်းတည်င်းသမားရှိတယ်။အဲ့တော့ရန်သူ့ဘက်ကိုထောက်ခံတဲ့တည်င်းသမားဒီမိမိဘက်ကိုထောက်ခံတဲ့တည်င်းသမားတစ်ခုရှိတယ်။ဆိုတော့ရန်သူ့ဘက်ကိုထောက်ခံတဲ့တည်င်းသမားကလည်းသူ့ဘက်ကကြာရှုံးမှုကိုနည်းနည်းပြောပြီးတော့သူ့ရဲ့အောင်မြင်မှုကိုများများပြောတယ်။ဒါမှသူ့ကိုထောက်ခံတဲ့လူတွေကကြည့်ပြီးအားတက်လာမှာ။အဲ့တော့ဒီဘက်ကတည်င်းသမားကလည်းဒီလိုပဲ။ ကိုဘက်ကကြာကိုဘက်ကကြာရှုံးမှုနည်းနည်းပြောပြီးကိုဘက်ကအောင်မြင်မှုများများပြောကြ။อืมတရင်သမားဒီလိုပဲမှန်ကန်တဲ့တရင်သမားရောနှစ်ပတ်လုံးချပြရဲတဲ့တရင်သမားကကမ္ဘာမတော့ရှိရှိမဲ့ဒီနိုင်ငံမှာတော့မရှိဘူး။ဒီဒီကအာမန်ရလာသူပြောတာတကယ်မှန်တယ်နော်။ကျွန်တော်မှန်မှန်နဲ့ထောက်ခံတယ်။မှားရင်မှားတယ်ကျွန်တော်ကစဲနေကြတော့ဒါသူပြောတာမှန်တယ်ဟုတ်တယ်ဒါမှန်တယ်ဒါအမှန်တရားပဲ။ကျွန်တော်နိုင်ငံဟုတ်တယ်မှန်တယ်ကျွန်တော်တို့ဗာလမြမအလင်းတို့ချေးမုံတို့ဆိုရင်ကျွန်တော်တို့ မြမတန်တို့မြောက်ရီတို့ဆိုတဲ့သူတို့စစ်တပ်ဘက်ကသတင်းတွေပဲသူတို့ကောင်းတဲ့သတင်းတွေပဲအမြဲတမ်းရေးတည်ပေါ့ဗျာနော်အဲ့လိုသွားပြောရင်ဟိုဘက်ကအကြောင်းတွေများများပြောဟိုဘက်ကကြာဆုံးမှုတွေပြောပြီးကိုယ့်ဘက်ကဘာမှဖြစ်တယ်လို့ပြောရင်ဟိုဘက်ကကိုယ့်ကိုတတ်ဖို့တော့ကတေချာနေပြီဒီဘက်ကကြာဆုံးမှုတွေကြီးဖွင့်ပြရင်လေချုပ်ထက်ရောက်ထောင်ကျဖို့ကတေချာနေတဲ့နိုင်ငံမှာဟုတ်တယ်အဲ့ဘာလို့နေနေတဲ့အကြိုက်ဆောင်ပြီးတော့ပြောနိုင်တယ်အဲ့မြမနိုင်ငံရဲ့ သတင်းစာလောကတို့ဒီသတင်းလောကတို့ကိုတမိုင်းကြောင့်ပြန်ကြည့်ကြည့်လိုက်အားလုံးကဒီလိုမဟုတ်ပြီးကျွန်တော်ဘယ်လိုပြောလိုက်ရမလဲခမရဆိုတဲ့ဖြတ်တန်းလာတာတွေကများတယ်အဲ့ဒါလည်းကြော်ပြီးပြောနိုင်တော့ good to the ji ပဲနော်နရတိန်နမ်းမှာဆံမြန်းမှုသာပြင်သားဒါသာတော့ဆံပြီးသွားပြီထပ်ဆံရမယ့်အလားတာတွေလည်းအများကြီးပဲအဲ့တော့သတင်းလောက်ကိုမလုပ်ဘူးမပြောဘူးအရင်ကလောက်ခဲ့တယ်ဆိုတာ media propaganda ရန်သူရဲ့ဝါရဖြန့်ချင်မှုသတင်းတွေကိုတံပြန်လုပ်မယ်လို့မရှိလို့ဒါသာလုပ်ပြီးတာ အခုလုံးမဲ့လူတွေအများကြီးပဲပုံနေပြီပြောနေကြပြီလေကိုယ့်ဘာပြောစရာလိုမပြောတော့သူပြောပြောကြပြီနောက်တစ်ခုတဖြည်းဖြည်းနဲ့ဒီလုပ်ငန်းတွေဒီကိစ္စတွေထက်ထက်ဝင်ဝင်လာလေတိလာတဲ့နေကိုပြောလိုက်တဲ့သတင်းတစ်ခုကြည့်တဲ့လူတွေမြင်တဲ့လူတွေကကိုယ်ထောက်ခံတဲ့သူကိုယ့်ဘက်ကကြီးပဲမဟုတ်ဘူးရန်သူကလည်းဒီသတင်းကိုကြည့်တယ်ဒါပေါ့မှန်တယ်ဆိုတော့တင်လိုက်ပြီသတင်းတစ်ခုပြောလိုက်တော့ဘယ်မှာဘာဖြစ်နေလဲရဲဘော်တွေကဘယ်လိုပြောလို့ပါဘယ်တက်ကအရာရှိတဲ့ဘယ်လိုပြောလို့ပါပြည်သူတွေကဘယ်လိုပြောလို့ပါကိုယ်ကသတင်းကနေပညာလိုက်တယ်ဒီသတင်းကိုရန်သူကကြည့်သွားကိုယ့်ဘက်ကဘာမှမလုပ်တော့ကိုယ်ကပျောက်သွားမှရှိတော့ တော့တော့ကြောမရှိတော့ဘူးမရှိတဲ့အခါကျတော့ဘာဖြစ်လဲရှိတာလုတ်လာခဲ့ရတယ်အဲ့တော့ဘာဖြစ်လဲမကောင်းတဲ့တရင်ကထွက်လာဆိုတော့မပြောတော့ဘူးဒါတော့ကိုတရင်နေမပို့ရောက်လာတော့ပို့ပါလေပို့ကြတာပဲမနက်ကဆိုလို့ချင်းဒါ every time လေးမျက်နှာမျိုးကတရင်လေးတစ်ခုရောက်လာတယ်ရောက်တော့ချင်းပဲတက်ဆိုင်ရပုဂ္ဂိုလ်ရတာလှမ်းပြီးတော့ပြောတယ်ဟုတ်တယ်လို့လို့ရှိတယ်ကျွန်တော်တို့တရင်တယ်လူလာပြီးတယ်ပြောလိုက်တယ်သူတက်ဆိုင်သူ့သူဖြည့်ရှင်းသွားတယ်ဘယ်ကိုပြောနေကြမလို့ကိုပြောလိုက်ရင်သူတို့လုံမဲ့စီဟာဒီကောင်နေငါတို့လုံမဲ့စီကြိုတိပြီးကွာဆိုပျောက်သွားရဲ့ကိုယ့်ဘက်ကနေနေတာလေအဲ့တော့ မှန်တော့ပြောချင်တာသူ့ဘက်ကဒီဘောမဘက်ကသတင်းမီဒီယာပြောချင်တာပါနော် ပြောချင်တယ်ဆိုတာအကျော်စုကသွားဟုံးမှာဗရက်ဒီဘလောက်ရှိတယ်ဟာဟိုရောက်မှာပီတက်ဒီဘလောက်ရှိတယ်နော်ဇော်ဘုံအောင်လို့ဆိုလေပြောတာပါအဲ့မှာပီတက်ဒီဈေးဝယ်ထွက်နေတာဘာဖြစ်ရညာဖြစ်တယ်ပြောတယ် နော်ဟိုဘူးလက်လာဆိုဟိုနေ့မှာပြောသွားတာရှိပါသေးတယ်ကျွန်တော်ကလေးမှာတက်ပြီးတော့ဈေးရောက်လာရေးသွားတယ်ဟုတ်လားဒါတွေပါကျွန်တော်တို့ဒီစည်ရဲမှာဆိုရင်တော့ဒါတွေအင်မတန်မှအရေးကြီးတယ်ပေါ့နော်ဒါကိုယ့်ဘက်လည်းကိုပြန်ပြီးတော့ပြောခြင်းဖြစ်ပြီပေါ့နော်အချို့ကဘာမှမလုပ်ကြဘူးငါတို့လှုပ်လိုက်တော့မယ်လှုပ်လိုက်တော့မယ်ဆိုတဲ့ဟာတွေကဒါတွေကစည်ရဲမှာလှိုးရမယ်အရာတွေအများကြီးရှိပြီပေါ့ဗျာโอเคစပီနာထောင်းအောင်သူပြောတာတွေ အရန်ကောင်းတဲ့အတွက်ကျွန်တော်အပြောလေးတွေနည်းနည်းလျှော့ပြောဗျာသူပတ်သူပြင်ပေးလိုက်တာဘူကောင်းတယ်ကိုပြောမနေတော့အခုပြောရမယ်ပိုင်းအဲ့ဒီဖြစ်စဉ်နဲ့နောက်ပိုင်းဖြစ်လာမယ့်အကျိုးဆက်ကြီးဒါလေးတွေပြောမယ်ဒါပဲအခါပြောခဲ့ဘူးကလေပြောခဲ့ဘူးဒါအခုမှမဟုတ်ဘူးတော့ဒေါက်တာစွကြည်အုပ်ချုပ်တဲ့ NLD အစိုးရက2019နောက်မှာအဲ့ဒါအဲ့တော့ရန်ကုန်အမျိုးသားရေး ဆရာတော်ចောင်းတစ်ချောင်းပါဗောနော်အမျိုးသားလုပ်ငန်းတွေပူပေါင်းလုပ်ခဲ့ဘူးလေအဲ့တော့အဲဆိုတော့ဟိုကညီလေးပြောတာမှန်တယ်သူဒီဒါမဘာသာဗောနော်အမျိုးသားလုပ်တဲ့ဆိုရယ်သူဒီလည်းမဘာသာဗောနော်ဟိုဒီမဘာသာတယောက်ကထွက်တဲ့မဘာသာတယောက်ရဲ့ပါဇက်ကထွက်တဲ့ဇကာပါလီဆက်လာမယ်နားဆင်ကြည့်ကြမယ်ပြောခဲ့ဘူးပါလေအစီအပဲတစ်ခုမှထပြောတယ်ဒီခေတ်မှာနာမည်ရဖို့နာမည်ကြီးဖို့လူသိများဖို့อืม ဘာမှသိမခတ်ဘူးလို့အဲ့ဒီတော့ဘေလူကတော့သားသခင်ကိုခင်းစားနေတဲ့အချိန်ကိုဆိုတော့ဒါပြောလိုက်တယ်အဘယ်ဆိုရတက်နေလဲဆိုတာကြည့်အဲ့ဒီအစိုးရနဲ့ဆန့်ကျင်ဘက်အဖွဲ့ကိုမကောင်းများများပြောအစိုးရချင်းမျိုးချင်းကိုခံရလိမ့်မယ်ဒါပဲမဟုတ်ဘူးအဲ့ဒါကြတော့မှားသွားပြန်နော်ဒါကိုကတစ်ချက်ဝင်ထောက်ပြီးပေါ့ဗျာနော်ဘာလို့မှားလဲဆိုတော့အစိုးရဒီအခုထားပေါ့အန်အန်ဒီလက်ထက်မှာအန်အန်ဒီကိုအကောင်းကြောင်းပြောပြီးတော့ ဒီစစ်တပ်ကိုမကောင်းကြောင်းပြောမှနာမည်ကြီးမယ်ဆိုတော့မဟုတ်ထင်တယ်ဘာလို့လဲဆိုတော့စစ်တပ်ဆိုတာကျွန်တော်အစောပိုင်းကကောင်းလာတာမဟုတ်ဘူးလေဗျာเนาะစစ်တပ်ဆိုတာပြည်သူပေါ်အရင်အရင်တည်းကကောင်းလာခဲ့တာမဟုတ်ဘူးโอเคเนาะဒါလေးတော့ထောက်ပြခွင့်ပြုပါအဲ့တော့နာမည်ရတယ်ဂုံဂုံရတယ်အဲပြောမယ်ဆိုရင်လုပ်ပိုင်ခွင့်ရလာမယ်ဟုတ်တော့ အစိုးရနဲ့စန့်ကျင်ဘက်ဖို့မကောင်းပြောอืมခဏလေးနာမည်ကြီးတယ်အဲ့ဒီလိုပဲအစိုးရကိုမကြည်တဲ့လူတွေရမှာအစိုးရမကောင်းကြောင်များများပြောအဲ့အစိုးရကိုမကြိုက်တဲ့လူတွေရဲ့ဟိုမကြိုက်တဲ့နိုင်ငံမကြိုက်တဲ့လူတွေကပေးတဲ့စုတစိတ်တွေနဲ့ချင်းမြှုပ်ရတယ်อืมမကောင်းတော့မကောင်းတဲ့အတိုင်းအမှန်တိုင်းပြောအဲ့လူနေရာများတော့อืมဒါမြန်မာနိုင်ငံอืมရိုးရှိလေးတော့อืมဟုတ်ဆိုနာမည်ကြီးအောင်လည်းလုပ်နေอืมအစိုးရကလည်းအဲ့လိုတွေဒါမက်ခဲ့မယ်ဆိုရင် ြောပြပြီလေမြန်မာနိုင်ငံမှာလိုင်းကိုတင်ခံရမှာဆိုလို့ဝန်ထမ်းနေတော့ကိုယ့်ကိုဝန်ထမ်းလို့မပြောရတဲ့အချိန်မှာဒီမျက်နာနဲ့စပြီးလိုက်လွင်ခဲ့တဲ့ယောက်ျားမြန်မာနိုင်ငံမှာတယောက်တည်းပဲရှိဘူးလားကျွန်တော်တယောက်တည်းအဲ့ဒီကလေးကစလုပ်ခဲ့တာတကယ်တမ်းကအဲ့ဒါကြီးမက်ခဲ့မယ်ဆိုရင်ခုချိန်တော့တော်တော်ချမ်းသာနေတော့ပြီခုတော့မြန်နေတယ်ပဲဘုံရောက်ကက်ဘုံရောက်ကက်နေအထွေးစားတော့ဘုံရောက်ရွှေရစားနေတာဘောကလို့ဖြစ်အိမ်တော်မှပဲခုထိကောင်းမှုမပြေနိုင်သေးဘူးပတ်စံမရှိလို့ဟဲ့ကိုရတဲ့ပတ်စံလေးတွေကိုသုံးနေပတ်စံလေးတွေအေးစိတ်မှပြေမယ် စီရဲ့ပြဿနာတက်လိုက်ဟိုမနေတဲ့မထိုင်တဲ့ဝင်လောက်ပေးလိုက်အေးစေးလေးနေမယ်ကြံလိုက်ယူနီဖောင်းတကားကဝိပြီးတော့သွားပြီးတော့လုံညွေးပူပေါင်းသွားလုပ်ပေးရတာ ਨੇ အေးစေးနေမယ်ကြံလိုက်ငလျားဖြစ်တယ်ကိုနှစ်ဆိုင်ဘူးလေတော်သူကလေးလောက်တော့ကိုနှစ်ပါဆိုင်လို့လေတိုးတော့မနေတဘူးလေလိုက်ပြီးတော့သွားပြပြီးလုပ်ပြပြီးကိုတက်တိုင်လိုက်လေကိုသွားလုပ်ပေးပြန်ဟိုအေးစေးနေမယ်ကြံလိုက်ရင်ပေါ်လာရင်ပေါ်လာရင်လည်းကိုကနေကိုကဘာမှမလုပ်နိုင်ဘူးဖြစ်နေတယ်ဘောကနော်ဆိုပြောပြတာကျွန်တော်ကအဲ့လိုနော်နောက်တစ်ခုပြောချင်တာက ကျွန်တော်မှမြည်ပြီးမိတ်ဆွေတွေအများကြီးရှိတယ်။လုံခဲ့ရက်တည်းကလိုက်ပုံမှာတွေ့ပါလေ။ဘယ်နေရာမှာရင်းနဲ့ပုံချဲလိုက်တာ။အာ PDF ရွာပတ်တက်ရွာဘယ်နှရွာပါ냐။ကျွန်တော်ပြောပြမယ်ဗျ။တစ်ဖက်ကတည်နေ။နော်အစိုးရပြစ်မဲ့တဲ့ရွာသားတွေလုတ်တယ်။တစ်ဖက်ကလည်းတည်နေ PDF ရွာတွေမို့လို့ချဲချတယ်။ကျွန်တော်ခင်ဗျားတို့တခုပြောမယ်။မြန်မာနိုင်ငံမှာရွာတွေအများကြီးပဲ။အဲ့တော့ရုံးမနဲ့နေတဲ့ရွာတွေအများကြီးပဲ။အဲ့ဒီရွာတွေနားမှာ PDF တွေကလည်းရှိမှာ။ဆို PDF တွေကလည်းအဲ့ဒီရွာမှာရှိတဲ့ရွာသားတွေရဲ့ မိသားစုဝင်တွေပါဟောပါမှာပဲရန်ကုန်မြို့ပေါ်မှာမိသားစုဝင်တွေမှာလည်း PDF တွေများအဲ့ဒါဆိုကြရန်ကုန်မြို့ပေါ်မှာရှိတဲ့မိသားစုတွေ PDF တွေများတယ်ဆိုရန်ကုန်မြို့ကိုဘာလို့ဘုံကျဲမချတာ PDF မိသားစုတွေပဲကျွန်တော်အဲ့ဒါအဲ့ဒါတော့အဲသူပြောတာမှန်ပြီပေါ့ရနော်ဘာလို့လဲဆိုတော့ဟိုကောင်နေနဲ့သူနဲ့ကြောဒီနေရာကြောသွားကွာသွားပြန်တယ်နော်ကျော်စိုးလို့ကြတော့အာအဲ့ရွာမှာ PDF တွေပဲနေတာပရက်တကြီးပဲနေတာကျွန်တော်လင်းနဲ့သွားကျဲလိုက်လေလင်း တသိမြောက်လားနှစ်သိမြောက်လားသုံးသိမြောက်လားသွားကြဲချပလိုက်လေဆိုတော့လူသက်အားပေးတဲ့သူတွေနဲ့ဒီဘဲနဲ့ကြတော့ကွာသွားပြန်တယ်ကျွန်တော်လည်းလူသက်တာအားမပေးဘူးမှန်တာပြောတာအခုချိန်ကြီးအားပေးမှစစ်တက်ရှိတယ်သွားတက်ပါလားပါလားတို့ပါကျွန်တော်တို့လုံးဝအဲ့လိုမျိုးမတိုက်တွန်းခဲ့ပါဘာဖြစ်လို့လဲကျွန်တော်တို့ဒီစစ်ပွဲကြီးကကျွန်တော်ကြည်တွင်းစစ်ကျွန်တော်ကိုယ့်လူမျိုးချင်းချင်းတက်ဖြတ်နေကြတဲ့စစ်ပွဲကြီး မှန်တယ်မဟုတ်ကျွန်တော်လည်းမလိုလားဘူးမလိုအပ်ဘူးကိုလူမျိုးချင်းချင်းကိုဘသူကစတင်တက်ဖြတ်လဲအကျံပက်စက်ကကစပြီးတော့စတင်တဲ့အတွေ့ကျွန်တော်လက်နဲ့နဲ့လက်နဲ့နဲ့တိုက်မှရမယ်ကျွန်တော်တို့စကလုံးနေတောင်းလို့မရဘူးကျွန်တော်တို့စန္နာနဲ့ထုတ်ဖော်လို့မရတဲ့အတွက်ကျွန်တော်ဒီစပွဲကြီးကအခုချိန်ကြီးဖြစ်နေရတယ်မင်းအွန်လိုင်းလားလူစကားနားလဲမဲ့တိုင်းပြည်ပေါ် တကယ်စေတနာထားတဲ့ပြည်သူတွေကိုတကယ်ချစ်တယ်ပြည်သူတွေပေါ်တန်ဖိုးထားတယ်ဆိုရင်ကျွန်တော်ဒီစပွဲကပြီးကြကြပါကြီးပါနော်ပြည်မျိုးတွေမှာလေ PDF ထဲဝင်သွားတဲ့လူတွေမိသားစုတွေအများကြီးကြံနေခဲ့အဲ့ပြည်မျိုးရောဘာလို့ဖုံးမချေတာလဲဟမ် PDF တွေရှိတယ်နေပြီးတော့မှလည်းအရှိတာပဲမြန်မာတိုင်းနိုင်ငံလုံးမြို့တွေရွာတွေမှာ PDF မရှိတဲ့ရွာဆိုတာမရှိဘူး PDF တွေနဲ့မပတ်သက်ဘူးဆိုတဲ့ရွာမပတ်သက်ဘူးဆိုတဲ့မြို့ဒီနိုင်ငံမှာမရှိတဲ့လောက်ပဲဟမ်ဘာကြောင့်လဲ အဲအတူတူပဲလေမြန်မာနိုင်ငံမှာစစ်တပ်နဲ့မပတ်သက်တဲ့လူတွေဒီနိုင်ငံမှာမရှိသလောက်ပဲဒါအတူတူပဲနော်ယူရိုက်ယူရိုက်မှာညီသားစိတ်နာတွေဝါရံကွဲလဲမှုတွေရှိတာဖြစ်တဲ့တဲ့ကိုကြိုက်ရဘက်ကကိုသွားမှာပဲစစ်တပ်မိသားစုမရှိတဲ့ယွာလို့မရှိတယ်လို့ဟုတ်တယ် PDF နဲ့မပတ်သက်ဘူးဆိုတဲ့ယွာလဲဒီနိုင်ငံမှာမရှိဘူးဘာလို့လဲအဖွဲ့အစည်းတစ်ခုကွဲနေတာဟုတ်ပြောချင်တာအဲ့ဒါမှခဏထားပြောချင်တာကအဲ့ဒီလူတွေယူမနဲ့နေတဲ့နေရာ PDF စကန်နေတဲ့နေရာမှာရှိနေတဲ့ယွာတွေ တချို့ကပဲအဲ့ဒီလိုတွေကပြောင်းကြပါလားဟုတ်ပြီပြောင်းကြပါလားလို့မေးတဲ့လူတွေညာဒီနေရာနဲ့တခုပြောမယ်ခဲလို့မီဒီယာပရိုပဂန်ဒါတွေကတော့တည်င်းစာလုပ်နေတဲ့လူတွေတည်င်းသမားတွေတော့ Telegram channel တွေကနေပြောတာ PDF ယူပါနေယူတော့အထိလိုက်ပြီးဘုံကျဲလိုက်တာ PDF ထောက်ခံတဲ့ယူပါ PDF ထောက်ခံတဲ့ဖုန်းကြောင်းအထိတယ်ပေါ့ဘာလို့ဘာဖြစ်တယ်ခဲလို့တင်ချတယ်ကျွန်တော်မေးပါပြီလေအဲ့ဒီယွာသားတွေကိုပြောင်းရင်အဲ့ဒီယွာသားတွေအဲ့ဒီယွာမှာနေတဲ့အစာအုပ်တွေပိုင်ဆိုင်မှုတွေမြေယာတွေကိုခဲအစိုးရပြန်ပေးနိုင်ပါလားလုံလုံတဲ့နေရာမှာပြန်ပေးမှလား နိုင်ငံတော်ကသူတို့ထောက်ပံ့ပေးနိုင်မှာသူတို့ကမှယာကင်းနေစိုက်တယ်စီးပွားရေးတွေလုပ်တယ်အဲ့ဒီနေရာကြီးမှာ PDF တွေရှိနေလို့အဲ့ဒီ UI ကိုထားခဲ့ပြီးတော့ဒီဘက် agent နဲ့နေရာကိုလာပြီး agent နဲ့နေရာမှာဟိုဘက်မှာသူတို့လုတ်ခဲ့တယ်လို့မျိုးအလောက်ကိုင်းခွင်လန်းနေနေဖို့ထိုင်ဖို့တွေခဲတို့ခဏိပေးနိုင်မှာလားနော်ရုပ်စွာတော့ငါတို့ကဲစေးစခန်းဆိုတာမျိုးစစ်ဘေးရှောင်တို့ဖွင့်ထားတဲ့နေရာတွေမှာဥပမာအပြိုအရွယ်မင်းကလေးတို့မှအမျိုးသမီးတွေပေါ့ရာသီလာရင်တော့ဂွန်းတို့ကိုပြောတော့အချိန်မီထောက်ပံ့ပေးနိုင်သလားอืมยูลิมีดาเนาะอืมเออมันไม่ไปไหนมึงไอ้นี่ตัวตัวพวกอ่ะแหละ ဒီနေရာမှာတို့လုပ်ငန်းလေးတွေရှိတယ်ဖြစ်ခါမှဖြစ်ကုန်ရသလောက်မေးနေရတာဟုတ်ပါဘူးကျုပ်ကဝုံးမတူလင်းကြီးလာပြီးဒိုင်းကိုချဲချသွားတို့ပြေးချင်ကြဘူးလေသိနေတော့တို့လည်းကြိုးရှောင်ပါဗောတို့မှလည်းအတက်နေပဲတိမ်မှကြောက်တာဆိုတော့တက်ကလာတယ်လုံညွှဲလာတယ်နိုင်ငံတော်အုပ်ချုပ်နေတဲ့ပုံကိုပြည့်တယ်ပြောရတာပဲဟိုဘက်ကလည်းလက်နက်ကင်ထားတဲ့ပုံကိုဒီဘက်လည်းဝင်လာတယ်တို့ကြောက်ရတာပဲဒီနေရာကြီးကိုစွန့်လို့ပြီးတော့တို့ရဲ့အတက်ဘွေးဝမ်းချောင်းကြီးကိုစွန့်လို့ပြီးတော့တို့ဘယ်မှမသွားနိုင်ဘူးသွားရင်တော့တို့ဘာလို့စားမှာလဲဒီနိုင်ငံထဲမှာတို့အတွက်အလုတ်ကင်ခွင့်လန်းနေဘလောက်များများဖန်ပြီးပေးနိုင်လို့လဲဒါတော့မေးပြီ မေးပြီအဲ့ပုံကိုယ်တွေကိုတော့ PDF ရွာတွေပါ PDF ရွာတွေပါလို့ပြောတဲ့လူတွေကိုမေးပြီဟုတ်တယ်မေးတယ်ကဲလို့အဲ့တရင်ပြောနေတဲ့ပုံကိုယ်တွေအာကဲလို့ရက်ွက်ထဲမှာရောအာ NLD ပါတီကိုထောက်ခံခဲ့တဲ့ CRPH NUG ကိုထောက်ခံခဲ့တဲ့လက်ရှိ PDF အကြမ်းဖက်အဖွဲ့ကြီးတို့ထောက်ခံနေတဲ့လူတွေမရှိဘူးလားကျော်စိုးလို့နော်ကြည့်တယ်မြန်ပြီးပဲအဲ့တော့မျက်မြတ်တတ်တာတွေးပါအင်းကိုကဘုံသွားကျဲတဲ့ခါကျတော့ဗရက်ရွာတွေမို့လို့တဲ့ဘာကြည့်ဘူးဗရက်ရွာတွေမို့လို့တဲ့အားရပါရကိုပြောနေတာအင်း ဟောကိုဘကလူကိုဗရက်ကလာတက်တဲ့ခါကျတော့အပြစ်မဲ့ပြည်သူတဲ့ဘယ်သူမှပြစ်မဲ့လို့တတ်တာမဟုတ်ဘူးကျတော့မျိုးရှိလေးဒီဘက်မှာမြို့ပေါ်မှာတော့တက်မလို့သတင်းပေးတယ်လို့တက်မလို့နဲ့ပူပေါင်းဆောင်ရွက်တယ်လို့မျိုးနဲ့ပြည်သူကိုနှိတ်ကုန်နေတဲ့ကောင်တွေအများကြီးပဲရိုက်ရွာတွေမှာကိုရှိတယ်မသိရင်သတင်းပေးတက်ဆိုင်ရာပုံစံတွေနဲ့ပိုးကြောင်နေအစိုးတော်ကခုဟိုပြူလိုလိုပြည်သူစစ်လိုလိုပြီးတော့တကယ်တမ်းလောက်တာလည်းမဟုတ်ပဲနဲ့ခုမြောင်ဟိုဟိုလိုလိုဒီလိုလိုမယောင်စီလူတဲ့ကောင်တွေအများကြီးပဲဟုတ်လားအဲ့ဒါအမှန်တရားရေနော်အမှန်တရားတွေအမှန်တရားတွေပြောနေတာ နော်ကျွန်တော်စစ်တက်ဘက်တော့ဒါကြီးတယောက်ကဒီလောက်ကြီးပြောနေပြီဆိုတော့အဲသဘောပေါက်ပါဗျာအေးမန်နီတက်ပြီးပါဝါတွေဆုတ်ပြအင်းရိုးရှင်းလေးနော်อืมကဲတော့အောက်ခြေလေးစင်ကြီးရောอืมလုံကြုံတဲ့ခြံဝင်းကြီးထဲမှာအဆောက်အရှောက်တွေနဲ့တိုက်ခန်းနေနေပြီးတော့34နိုင်ရတဲ့အင်တာနက်နဲ့ပို့ပြီးတော့ပောက်ကဲနေရှောက်ပြောမနေနဲ့ဟုတ်ဒီရင်စင်ကြီးပြည်သူတွေရတဲ့ဝင်းကြီးရောอืมဆိုကျွန်တော်ပြောတာဒီ စိတ်မဆိုးနဲ့ခင်ဗျားတို့ငုံလို့ပြောတာလည်းမဟုတ်ဘူး။နော်ခင်ဗျားတို့အောင်မြင်မှုတွေကိုလည်းစိတ်ဝင်စားဘူး။ခင်ဗျားတို့ရတဲ့အခွင့်အရေးတွေခင်ဗျားတို့ဟိုရှိနေတဲ့ပိုင်ဆိုင်မှုတွေလည်းကျွန်တော်စိတ်ဝင်စားဘူး။ကျွန်တော်ဆိုင်ကအဆုတ်တစည်းပဲရှိတာ။သိလား။နော်ဟိုဝါကြံကင်းထယံကသူ့မိုးအိမ်လေးတစ်လုံးမှရှိတာ။35ပဲ။အဲပေ30ကြော့ချန်အဲ့ဒါလေးပဲတည်တည်လေး။နော်အဲ့ချန်လေးမှနေတာ။ဒီစီပဲ။တော့တဲ့အိမ်မပြေနိုင်လို့ဖုန်းကြောင့်ငတ်တက်နေနေတာ။ရှင်းရှင်းပြောတာ။သိပြီးတော့ဟိုပကဒနာရိုက်ပြီးတော့မလုံဘူး။ တမင်စားဖို့ရှိတယ်အိတ်ဆရာကြီးတော်ပြီပြည့်စုံနော်ဒါပြောတဲ့နေထင်းလို့ပြောပြတာမြင်ရတာဟိုဘက်နေဘက်နဲ့ဝါရဏိဖြတ်နေကဲတော့တကယ်နိုင်ငံတော်ကိုချစ်တကယ်ပြည်သူတွေကိုချစ်မကန်တဲ့တရင်လို့ပြောတရင်သမားတယောက်ရဲ့ပိတ်ခါနဲ့မိမိပြောကိုချစ်တဲ့အဖွဲ့စည်းကိုသဘောကျတဲ့အဖွဲ့စည်းမို့လို့သူ့ရဲ့အဖြစ်တွေကိုဖုံးပြီးတော့တစ်ဖက်အဖွဲ့စည်းကိုကြီးပဲလုံနေတယ်။အင်းကျွန်တော်တော့ပြောရရှင်းလေခင်ဗျ PDF ပဲဖြစ်ဖြစ် NUG CIA ပဲရှိ NLD ပြခိုင်မှုဘာပဲဖြစ်နေဖြစ်နေဒီနိုင်ငံသားတွေဟုတ်တယ်ဒီနိုင်ငံထဲမှာနေတဲ့ပြည်သူတွေဟုတ်လား အဲ့ဒါကျတော့ဟိုတကယ်မို့ကျွန်တော်အစာပိုင်းမှာပြောလို့လေကျွန်တော်ဒီနိုင်ငံမှာအတူတူကြီးပြင်းလာရဲ့ကျွန်တော်ဒီမိမာနေတယ်ဒီယူတောက်တယ်ကျွန်တော်တမီတဲ့နေတခီးရဲ့တော့ပြည်တဲ့သူတောက်နေကြတဲ့နိုင်ငံလူနိုင်ငံသားတွေဖြစ်တယ်ဒါကိုမင်းအွန်လိုင်းအာနာထယူသွားလို့ဒါကျွန်တော်ဒီဒီလိုဒုက္ခစိုးမျိုးတွေနဲ့ကြုံနေရတာပါဗျာနော် ျွန်တော်ဒီအာနာသိကြီးရဆိုကျွန်တော်ဒီအပြစ်မဲ့တဲ့ပြည်သူတွေအသက်အိုးအိမ်တွေစုံမတ်လိုက်ကြရနေတော့မဟုတ်ကျွန်တော်တို့ရှေ့တန်းမှာအချမ်းပတ်စစ်တပ်နဲ့တိုက်ပြီးတော့ကြာသွားတဲ့တော်လန်ရေးရဲဘော်တွေလည်းနေရတာမဟုတ်သလိုမင်းအောင်နိုင်ရဲ့အချမ်းပတ်စစ်တပ်ကစစ်သားတွေလည်းကျွန်တော်အသက်တွေပြီးဆက်ကြတာပဲဒါဘာလို့ကြောင့် ရှွေသမင်ဘယ်ကထွက်မင်းကြီးတာကထွက်ဒီစံတော့နည်းနည်းနားတော်လိုက်နဲ့ဗီဒီယိုနဲ့ပြည့်တယ်သေးတယ်စစ်တပ်ကပဲတည်တည်ဗီဒီယိုကပဲတည်တည်ဒီနိုင်ငံရဲ့လူတွေတည်တာကိုလူဒီနိုင်ငံရဲ့လူတယံဇာတာတွေဆုံးရှုံးတာကျွန်တော်တို့နိုင်ငံသားတွေကျွန်တော်တို့နိုင်ငံသားတွေခွန်အားတွေဆုံးရှုံးတာဒီနိုင်ငံထဲမှာရှိတဲ့ဘဲဖွဲ့စည်းရပဲလို့လို့တရားတစင်းပြတ်သွားတယ်စာတင်ကြောင်းတစ်ကြောင်းပြတ်သွားတယ် ကျွန်တော်တို့နိုင်ငံကျွန်တော်တို့ပြည်သူတွေရဲ့အခွန်အနေနဲ့တိဆောက်ထားတဲ့ပစ္စည်းဆုံးဆုံးတာကျွန်တော်တို့ရဲ့ဆုံးဆုံးမှုမဖြစ်စေချင်ဘူးနော်စစ်ဖြစ်နေတဲ့အတွက်တချို့နေရာတွေမှာလဲတွေမဆိုင်နိုင်ဘူးဘာဖြစ်လဲလဲစမ်းစစ်တွေကြီးတယ်အားလုံးခံရတာနိုင်ငံလုံးခံရတာနေတဲ့လူလည်းခံရတာဆင်းတဲ့လူလည်းခံရတာပြရတာဝါတာအကုန်ခံရတာဟုတ်တယ်ပြောပြအဲ့တော့ဒီစစ်ကိုအမြန်လို့ရက်ဖို့လို့ကဲလို့စစ်ရက်ဖို့အတွက်မီဒီယာတွေရဲ့ခွန်အားတွေအများကြီးလွယ်အကုတ်ဘက်ကတော့နိုင်နေပြီဘယ်ကဘလောက်တည်တာဘလို့ဖြစ်တာဘလို့ကနိုင်နေတာ ပြောမနေခဲတော့အဲ့လိုပြောတစ်ဖက်ကလည်းနိုင်အောင်ပြန်တိုက်ပါပဲတစ်ဖက်ကနိုင်အောင်ပြန်နေတဲ့ခါကျပါဇက်ပိတ်ကျွန်တော်အထက်မှာနေခဲ့တော့ကတရင်စာဖတ်တယ်တရင်စာတွေအကုန်လုံးမှာဘယ်မျိုးကိုတက်မလို့ပြန်လဲထိတ်ချုံနိုင်ပါပြီဆိုတာပဲပါတယ်ဘယ်မျိုးကိုတော့တိမ့်သွားပါပြီလို့ဘယ်တော့မှမမြင်ဘူးတိမ့်ရင်လူမသိလိုက်ရဘူးပြန်ရရင်တရင်စာလည်းပါလာပြီဆိုတော့တရင်ရအဲ့လိုမဟုတ်ဘူးတိမ့်ရင်တိမ့်သွားတယ်ရန်သူတို့တိမ့်ပိုက်သွားပြီကျန်လေကြိုးစားနေပြီသူအတိပေးရမှာကိုယ့်ရအောင်မြင်မှုပဲအတိပေးလို့ရှင်းတော့မြန်မာနိုင်ငံခေတ်ဆက်ဆက်ဘောလုံးသွားကန်တယ် နိုင်လာလို့ကတော့လေစိတ်မှာပန်းကုန်းနေတဲ့အိုးစီဒရိုးတွေနဲ့ရှုံလိုက်ပဲချိန်ဝင်လိုက်မှန်းတော့မသိဘူး။ညာတော့ပြန်လာ။ဆိုတော့ဒီနိုင်ငံအဲ့ဒီလိုမျိုးဆိုတော့ရရအမှောင်ချပြီးရရဘာမှမသိတဲ့အနေအထားတစ်ခုမှာတိတ်ခါရှိရက်တီကိုဆိုတာအင်တန်ခက်ပါတယ်။ဒါကျွန်တော်ကပြောချင်တယ်ပြောလို့မကြိုက်ရင်ထောင်ကြလိမ့်မယ်။ဟုတ်ကဲ့ပြောလို့မကြိုက်ရင်အသက်ခံရမယ်။အဲ့ဒီပဲပြောမနေတော့ကိုလုံးတင်နေလို့ထင်တဲ့အရာကိုတရင်မပေါက်ဖဲနဲ့ ခရီးရောက်လှုပ်လိုက်တယ်ကိုပြောသိနေလို့ထင်တဲ့စကားကိုတက်ပြောတယ်ဒါတင်းအဲ့ကိစ္စကိုပြောတာဟိုလူငယ်တဲ့ရက်တွေတုန်းကကျွန်တော်ပြောခဲ့ပူပါတယ်တခါမန္တလေးတပည့်ကြီးမတရားဘက်ကကျွန်တော်နဲ့ရင်းနှီးတဲ့ပုံစံတွေနော်အရင်ကကျွန်တော်တို့နဲ့အတူအမျိုးသားရေးကိုလက်တွဲပြီးလုပ်တဲ့ပုံစံတွေအခုအဲ့ဒီမရယာတပည့်ကြီးဘက်က PDF တွေအတွက်ကုန်တယ်လုတ်ပေးနေကြတယ်နော်အယောင်ဝယ်ကုန်တယ်လုတ်ပေးနေကြတယ်ကျွန်တော်နဲ့ဆက်သွယ်ရှိတယ်ဆိုတော့အဲဒီကောင်းလေးဒါပြောမယ်ဆိုရင် ျွန်တော်တို့တပိတ်ချင်းကအကြောင်းတွေကိုစစ်တပ်ကတည်င်းပေးတဲ့အတွက်ဟမ်ကျွန်တော်ဒီနေ့စစ်တပ်ကလေရင်နဲ့ဘုံလာကျဲသွားပြီကျွန်တော်တပိတ်ချင်းရေထွက်ရတက်စီတိုင်းကိုကျွန်တော်တို့အသက်၃နှစ်နဲ့၂နှစ်ကျော်ကလေးရွယ် နှစ်ဦးရေကျွန်တော်ပြည်သူ73ဦးတေဆုံးပြီးတော့ဒဏ်ရာရတာ20ပေါ့ဗျာသူကအရှိမသာဒီလိုလေနဲ့ဘုံကျဲတာဒီဘာဖြစ်တယ်ညာဖြစ်တယ်သူပြောခဲ့တယ်ဆိုပေမဲ့သူ့စကားထဲမှာပါသွားတာလေတပိတ်ချင်းမဲ့ကအကြောင်းတူသူစစ်တပ်ကိုသူတရင်ပေးတယ်ဆိုတဲ့စကားပါသွားပြီပေါ့ဗျာ ဆိုတော့ကျွန်တော်တို့ကဘယ်လိုလူမှယုံကြည်စရာအကြောင်းမရှိဘူးဗျာနော်ကျွန်တော်ပထမဆုံးကသူပြောတဲ့စကားလေးဟုတ်တယ်မှန်တယ်မှန်တယ်ကျွန်တော်ထောက်ခံခဲ့ဒါပေမဲ့အခုနောက်ပိုင်းမှာကျတော့သူစစ်တပ်ကိုတည်င်းပေးလိုက်ပြီကျွန်တော်ဒါလဲကျွန်တော် edit လုပ်ပြီးကျွန်တော်ပြန်ရိုက်တာဗောနော်အခုဒါနောက်ပိုင်းကျွန်တော်တိမ့်ထားတာလေးရဲ့အဲကျွန်တော်စကားဆုံးထားလိုက်တဲ့ဒီမျိုးဒါကျွန်တော် edit လုပ်ပြီးတော့ကျွန်တော်ပြန်ရိုက်ရောဗော ကျွန်တော်တို့ဒီလိုកောင်မျိုးတွေကိုကျွန်တော်တို့သူတို့တွေဘလောက်ပဲပျော်ပျော်ယုံကြည်စရာမလိုဘူးဆိုတာကျွန်တော်တို့ပြောချင်ပါတော့เนาะကျွန်တော်အကြံဖက်စက်တက်ကတော့သူတို့လုံးစရာရှိတာကိုလုံးနေကြတယ်ဗျာအခုကကျွန်တော်ပြည့်မဲ့ပြည်သူတွေဒီနေ့ဆိုကျွန်တော်လိန်နဲ့ကျဲတဲ့နေရာတောင်ပိုင်းတိုင်းဆိုလဲကျွန်တော်လိန်နဲ့ကျဲတာတွေအများကြီးပဲဒီနေ့မှာကျွန်တော်လိန်နဲ့ကျဲတဲ့နေရာတွေအများကြီးကျွန်တော် နှစ်ဆန်းပြက်နေတဲ့ကျဲနေတာလေရင်သုံးပြီးတော့အခုချိန်ကြီးမနာသေးဘူးကျွန်တော်တို့အကြံဖက်စစ်ကောင်စီကြောင့်ပြည်သူတွေအများကြီးအပြစ်မဲ့တဲ့ကလေးတွေအများကြီးကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်စတင်ကြောင်းတွေအများကြီးကျွန်တော်တို့ဘာသာရေးအဆောက်အဦတွေအများကြီးအလုံးပြည့်စုံရှုံးခဲ့ပြီးတော့ ਆ ပြီ ဆိုတော့ဒီစစ်ကြီးကိုပြီးကျင်တယ်ပြည်ရင်းစစ်ကြီးကိုအမြန်ဆုံးအေးချမ်းကျင်တယ်ဆိုတော့လူများကျွန်တော်တခုပဲရှိပါတယ်ကျွန်တော်နိုင်ငံကြီးအမြန်ဆုံးငြိမ်းချမ်းစေခြင်းတော့မေးအွန်လိုင်းဆိုတဲ့အကျန်းဖတ်လူတက်ကောင်ကြီးကိုကျိုးစင်အမြန်ဆုံးတင်နိုင်မှသာလျင်ကျွန်တော်တို့မြန်မာနိုင်ငံကြီးငြိမ်းချမ်းမယ်တာယာမယ်ဆိုတဲ့အကြောင်းပြောကြရင်ကျွန်တော်ရဲ့ ပြောစရာရှိလို့ပြောရအောင်အစီအစဉ်လေးကိုဒီမှာပဲရက်နာဝင်ပြပါခင်ဗျာမင်းအောင်ငါဟဲ့မင်းလည်းတနေ့ဝှက်လည်းနဲ့မှတ်ထားတော့